အကယ်၍ပရိသတ်ကြီးအသက်က14နှစ်ကနေ30အတွင်းဆိုရင်တော့ကျမကပရိသတ်ကြီးကိုအတိအကျပြောရပါတယ်။လာမယ့်နှစ်အနေငယ်အတွင်းမှာနောင်တအကြီးကြီးရပါလိမ့်မယ်။ပရိသတ်ကြီးတွေးမိနေမှာပါအချိန်တွေအများကြီးရှိပါသေးတယ်လို့ဒါပေမဲ့ပရိသတ်ကြီးအတွက်အထူးကအချိန်ရတံမှုကိုဒီဗီဒီယိုကပြပြပေးသွားမှာပါ။တချို့စကားလုံးတွေကပရိသတ်ကြီးလက်ခံမှုအတွက်ခန့်နေပါလိမ့်မယ်။ ဒါပေမဲ့ဒီစကားတွေကပဲပရိသတ်ကြီးကိုကြံရှိနေတဲ့69ရာခိုင်နှုန်းသောလူသားတွေထဲမှာပြမ်းမြအလဲလက်နဲ့ပုံမှန်လူရင်းစားဖြစ်တိတိတတ်တာခြားနားပြပါလိမ့်မယ်။ပရိသတ်ကြီးစဉ်းစားကြည့်ပါဒီလိုပဲ14နဲ့30ကျအသက်ရွယ်ဟာပရိသတ်ကြီးဘဝရဲ့စံမိုးမဖြစ်နိုင်တဲ့အချိန်မှာပဲဒီလိုတက်ရမှာဆိုရင်ပရိသတ်ကြီးရဲ့သမင်းတွေမဖြူပဲမဲနေပါလိမ့်မယ်။သွာလာလှူရှားမှုတွေလည်းအားကောင်းနေမယ်။ပရိသတ်ကြီးရဲ့ကျမ်းမာရေးလည်းကောင်းနေမယ်။စကားပြောဆိုရမှာလေတွက်လက်ဖြက်လက်နေမယ်။ ခန္ဓာကိုယ်ကကိုခံအားရကောင်းနေမယ်ဒီလိုအဖို့မဖြတ်နိုင်တဲ့ချိန်ကိုပြိတ္တကြီးဆုံးရှုံးပြီဆိုရင်တော့ဘဝတသက်ပြင်ရမှာမဟုတ်တော့ပါဘူးဒါကြောင့်ပြိတ္တကြီးကဒီချိန်မှာလှုပ်တဲ့အလုပ်တိုင်းဟာလာမယ့်အနာဂတ်ကိုထင်ရှားပြသပေးပါလိမ့်မယ်ပြိတ္တကြီးရဲ့ဘဝရဲ့နေထိုင်မှုပုံစံကိုကိုယ်တိုင်ဘယ်လိုဖန်တီးလိုက်လဲဆိုတာဒါပေမဲ့ဒီလိုမျိုးတံမိုးရှိတဲ့အချိန်တွေမှာပရိသတ်ကြီးကစိန်ခံနေမယ်တတောင်းတတာနဲ့အိမ်နေမယ်ဖုန်းတွေထဲမှာရီးတွေကြည့်မယ်ဗီဒီယိုတွေကြည့်မယ်မလိုအပ်တဲ့အလုပ်တွေနဲ့အချိန်တွေကုန်နေမယ်ဆိုတာသိကြပါဗျာ ပရိသတ်ကြီးရဲ့လာမယ့်အနာဂတ်ကပရိသတ်ကြီးနဲ့ပရိသတ်ကြီးရဲ့မိသားစုအတွက်မတွေးဝန်းစားနော်တကယ်လို့ကျမရဲ့ဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကပရိသတ်ကြီးဘက်ကိုမှားနေတယ်လို့ဆိုလို့ကျင်တာမဟုတ်ပါဘူးကျမဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကတော့ပရိသတ်ကြီးရဲ့အတွေ့အကြုံတွေကိုဖယ်ရှားပေးပြီးအတွေ့အစ်အမြင်တစ်စိတ်ကူးတစ်တွေရှောက်လန်းနိုင်မှုပါဒီလိုပဲအသက်ရလာမှလူတွေကစဉ်းစားကြတာကဘာဘာလို့ရင်ကောင်းမလဲဘဝရဲ့ဘာနိုင်ဘယ်လိုရှာမလဲဘယ်လိုရှောက်လန်းရမလဲစသဖြင့်ပေါ့ဘာပဲလို့လို့လူရင်းကိုမရှောက်နိုင်ဖြစ်နေမယ် ကျမရဲဝတ်စာနဲ့ပြောရပါတယ်။ပြိတက်ကြီးဒီလိုမျိုးစိတ်ရှုပ်စရာတွေနဲ့အာရုံနောက်နေစာမလိုပါဘူး။ဘာကြောင့်လဲဆိုရင်တော့ကိုလို့ချင်တာလုပ်ရရင်ကိုရင်သဘောကျနေမယ်။အဲ့ဒီအတွက်ပြိတက်ကြီးကပြင်းမနေလို့လည်းမခံစားရဘူး။အဲ့ဒီအလုပ်လုပ်ဖို့အတွက်ကိုယ့်ရဲ့ဆွေရင်ဟာအမြင့်ဆုံးမှာပဲရှိနေမယ်။ဒီလိုဆိုရင်တော့အဲ့ဒီအလုပ်ကိုဖမ်းဆုပ်ပြီးတော့အသက်မွေးဝမ်းကြောင်းလုပ်လို့ရပြီဆိုပြီးတော့ဘဝမှာအောင်မွေးခံသူအဖြစ်ကောပညာရှင်အဖြစ်နှမျိုးစလုံးလှုပ်ဆောင်နိုင်သွားမှာလိမ့်မယ်။ဒါဖြင့်ကြည့်ကြရအောင်ပါ။အလုပ်ကိုဘယ်လိုစာလုပ်ကြမလဲ။ ဆိုပါစို့ကလေးတယောက်ဟာဂိမ်းဆော့ဖို့လေဝါသနာပါတယ်ဂိမ်းဆော့ဖို့စိတ်အားထက်သန်နေဆိုရင်အဲ့ဒီအချက်ကိုပဲအဓိကအကြောင်းအရာဖြစ်နေထည့်ပြီးစဉ်းစားပေးရမယ်ဂိမ်းဆော့နေတဲ့ကလေးကိုကြည့်လိုက်လို့သူ့ရဲ့ဂိမ်းပေါ်မှာအာယုံစူးဆိုင်မှုဂိမ်းပေါ်မှာသူ့ရဲ့သဘောပေါက်နားလည်မှုဂိမ်းနဲ့သူ့ရဲ့အတွေးချိတ်ဆက်မှုကိုသိထားပြီးတော့အဲ့ဒီကလေးကိုဂိမ်းနဲ့အတူအတန်းပညာရက်ကိုပါပိုရဲလေ့လာနိုင်မှုအတွက်အားပေးရပါမယ်အခုခေတ်လူလက်တန်းစားမိပါရဲ့အတွေ့အကြုံအတန်းပညာလွှင့်တခြားဘာမှမလိုအပ်ဘူးအရေးမကြီးဘူးလို့ထင်ကြတယ် ဒါပေမဲ့အခုခေတ်ခေတ်လောကမှာအတဲပညာထက်ဘလို့ထူးခြားမှုတွေဖြစ်နေလဲဆိုတာကိုလူတော်တော်များများမသိကြပါဘူး။အကယ်၍ဂဲလုပ်ငန်းမှာကလေးတယောက်ဟာတစ်ခါလောက်လက်ကမ်းလာလိုက်ပြီးဆိုရင်အဲ့ဒီဂဲလုပ်ငန်းကနေပတ်စံတန်းပေါင်းများစွာရရှိလာမှာပဲဖြစ်ပါတယ်။တခြားဘာမှမကြည့်ပါနဲ့။တစ်ခါလောက် YouTube မှာပဲရှာကြည့်လိုက်ပါ။ဂိမ်းသမားတော်တော်များများဟာတစ်နှစ်ထဲမှာဂရီ30ကနေ20အထိကိုဂိမ်းဆော်ပြီးတော့ဝင်ဝင်ရှာကြပါတယ်။ ဒါကြောင့်ကျွန်မအမြဲတမ်းအတွက်ပြောချင်တာကဒီလိုမျိုးအသက်အရွယ်တွေအတွက်အရေးကြီးဆုံးနဲ့အဲ့ဒီအလုပ်မှာပဲအကျင့်လုံသွားနိုင်ရမယ်။ရွှေရောင်ပြတ်မှတ်ကထားပါပဲ။ကိုဝတနာပါရယ်အဲ့ဒီအလုတ်ကိုလောက်ကင်ပြီးတော့အခုဆိုရင်တော့ပရိသတ်ကြီးရဲ့ကလေးနဲ့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်ကြီးကိုရယ်မှာအစ်စ်နေလောက်သွားမယ်ဆိုရင်တော့လာမယ့်အနာဂတ်အချိန်လေးမှာအဲ့ဒီအလေးကျင့်ကောင်းလေးနဲ့ပဲပတ်စံရှာဖို့အတွက်ပရိသတ်ကြီးရဲ့အုံနာကအလိုလျောက်တည်နေပြီသားဖြစ်ပါလိမ့်မယ်အဲ့အရာဒီအတွက်နဲ့လေဘယ်တော့မှပြန်မမှာမဟုတ်ပါဘူး ်မိတ်ဆွေတို့ရေအခုခေတ်လူတော်တော်များများကအလုပ်တွေတော့လုပ်ကြပါတယ်အလုပ်မှာစိတ်ဝင်စားမှုမရှိကြဘူးသို့ပေမဲ့လည်းအလုပ်လုပ်နေကြတယ်တကယ်တမ်းကျတော့အဲ့ဒါဟာအလုပ်ကိုအတင်းခိုင်းလို့လုပ်ရတာတိုးတက်တာဝန်တစ်ခုလို့ဖြစ်သွားတယ်တချို့လူတွေကိုကြည့်လိုက်ရင်သူ့ရဲ့စိတ်ပါဝင်စားမှုအကျိုးစီးပွားအတွက်အလုပ်ကိုအချိန်14နာရီ15နာရီနိုင်20ကြာမြင့်စွာနဲ့လုပ်ရတယ်ဆိုတော့လေပင်ပန်းတယ်လို့ခန်းစားမိမှာမဟုတ်ဘူးဒီဗီဒီယိုကြည့်ရှုခြင်းအပြင်ကုတ်ဘွားရဲ့တံမိုးရှိအချိန်ကိုအသုံးချပြီးအရေးကြီးဆုံးအကျိုးစီးပွားတွေကိုလိုက်နာကျင့်သုံးဖို့အတွက်ရည်ရွယ်ပါတယ်